Today story လေးကတော့အစုံတုပ်ပဲဖြစ်ပါတယ်။ဒီနေ့တရီစာအပြင်မှာလဲစားတယ်။အိမ်မှာလဲချက်စားပါတယ်။ကလေးလေးရဲ့ lunch box လေးကဒီနေ့ဘာဟင်းဖြစ်မလဲဆိုတာကြည့်ပါဦး။ဒီတွေကကလေးလေးကိုအရေးတောက်တမျိုးချက်ပေးပါတယ်။အဲ့အတွက်စက်သွန်ဖြူ၊စက်သွန်ဤနဲ့ပစုံချောက်မပါမဖြစ်ပေါ့နော်။ထောင်းပြီးတော့ဟင်းပွက်ပွက်ဆိုအောင်တဲမယ်။ရတာအတွက်စက်သားမဟုတ်ရင်စားရယ်ပဲငံပြရယ်သုံးပါတယ်။ အရွက်ကိုကြတော့ဧည့်သည်ကချက်မောင်ဖြူလေးတွေတုံးထားပါတယ်စေးဘက်ဝင်တဲ့ချက်မောင်ဖြူလေးတွေကအရင်လက်အချင်းမဆူပဲနဲ့အခုလိုချက်တဲ့အခါမှာအရေးတောက်ဖြစ်နေတောက်လို့ကောင်းနေပေါ့နော်အသားဟင်းကိုကြတော့ဤတွေက ဗမာကျက်လို့လည်းခေါ်မယ်ဖက်ဆက်လို့လည်းခေါ်တယ်ဓာတ်ပေါက်ကျက်လို့လည်းခေါ်တယ်ပေါ့နော်အဆင်ပြေတယ်လို့ခေါ်လို့ရတယ်အဲ့ကျက်အနှုလေးကိုတချမ်းကိုအာလူလေးတစ်လုံးနဲ့အဲ့ရတာတစ်ခါလေးရောနေထားတယ်ဂျင်းကျက်သွန်အဖြူအနီးစနွမ်းငူတီးစိတ်မုံလေးတွေသူတို့စီတက်ပြီဆိုလို့ရှိရင်အာလူရောကျက်သားရောတစ်ခါလေးရောပြီးတော့ချက်လိုက်ပါတယ်ချက်သားနဲ့အသားတွေကမာတယ်ဆိုလို့ရှင်တော့အာလူးချက်တဲ့ခါမှာပေါ့နော်အာလူးထည့်ချက်တဲ့ခါမှာအာလူးကိုနောက်မှထည့်ချက်ရတယ်အခုတော့ဒီချက်ကပြုတ်ရတဲ့အတွက်ကြောင့်မလို့အတွေက တခါတည်းရောပြီးတော့ချက်လိုက်တာပေါ့နော် ပြီးတော့ရေနွေးအိုးဝတ်တထားကလည်းမရှိတဲ့ခါကျတော့ရေစင်းလေးနဲ့ပဲဒီနေ့ထည့်ပြီးတော့ချက်လိုက်ပါတယ်မမေအတွက်ကြတော့ရေခိုင်တာထဲမှာရှိတဲ့အသီးရွက်လေးတွေကိုကြောချက်ချက်မယ်စုပုတ်ရွက်ရယ်စုကညွန့်ရယ်ဂွေးတော့ရွက်ရယ်ပေါ့နော်တို့တွေကိုကြောချက်ချက်ပါမယ်ရှင်ဒီဘက်မှာကြတောင်းဦးလေးကအခြားကန်နေပြီဆိုတော့ တို့တွေမဆလာလေးအုပ်ပြီးတော့မှချလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်မှုလည်းမှုရယ်စားလို့လည်းကောင်းတဲ့ကြက်သားဟင်းလေးတစ်ခွက်ရပါပြီကြက်သားဟင်းရောက်တော့တို့နည်းနည်းလေးငံသားလို့ခံစားရပြီမယ်တို့တော့တော့မငံပါဘူးတဲ့ရှင်မမေပါချက်ချက်အကုန်ကောင်းပါရဲ့ရှင်ဆိုတော့ဒါလေးရဲ့သူ့ရဲ့ lunch box လေးဖြစ်ပါတယ်တက်ဥလေးကလည်းမပါမဖြစ်ပါစောစောတော့ကအသီးရွက်တွေကိုတို့ကြောချက်ချက်မဲစီလေးခတ်နည်းနည်းလေးနဲ့ပေါ့နော်အမှန်တော့စီမပါလေးပူကောင်းနေပဲစောစောကတင်ထားတဲ့အရွက်တွေကိုတော့ထည့်မဲရတာအတွက်ငပိစိမ့်စာကြက်သားမဟုတ်စား ငံပြရေးထည့်ပါမယ်။ချက်ကန်ဒီမှာကျွတ်တုံဖြူလေးရဲ့ယူဒီစင်းလေးနှစ်ချမ်းခွဲထားတဲ့လေးတွေကိုအုပ်လိုက်ပါမယ်။အခုဆိုလို့ရှင်တော့အသေးရန်စားခြင်းနေတဲ့ချင်းငန်းဆက်ပေါ့နော်။အသီးရွက်ကြော်ချက်လေးတစ်ခွက်ရပါပြီ။တုံတုံလေးကိုထမင်းကြိုက်ထည့်ပြီးလို့ရှင်တော့ကြောင်းလိုက်ပို့လိုက်ပါဦးမယ်။ကဲညနေကျတော့အသေးတို့ကြောင်းတို့ပြီးပြန်လာတာပေါ့နော်။အသေးတို့မာကလေးလန်းထိတ်မှာရေနာလန်းပေါ်နေဝင်နေဆိုလို့ရှင်မာကလေးလန်းထိတ်ရဲ့ဒီညာဘက်ချမ်းမှာဟိုဘက်မြစ်တာလန်းဘက်ကပေါ့နော်ပရိသာဈေးဘက်ကနေဝင်လာမယ်ဆိုလို့ရှင်မာကလန်းထိတ်ရဲ့ မကလန်လေးလန်ရဲ့ဘဲဘက်ချမ်းမှာပေါ့နော်အခုလိုမျိုးလက်ညှက်မုတ်တီရတဲ့ဆိုင်လေးတစ်ဆိုင်တွေ့ခဲ့ပါတယ်သူကမနက်ကနေစပြီးတော့ညနေထိဖွင့်တယ်လို့ပြောတယ်မနက်ပိုင်းကျတော့မဟင်းကရရဲ့တဲ့ညနေဘက်ကျတော့အခုလိုမျိုးမုတ်တီကိုငှရွှေရောငှရွှေဟိုအဆူရောအချောက်ပုံရောပြီးတော့ချက်တယ်တဲ့ငပိစဉ်းစားတော့နည်းနည်းများလို့ခံစားရတယ်ဒါပေမဲ့လေမုတ်ဖက်ကလက်ညှက်မုတ်ဖက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မုတ်ဖက်လက်လက်လေးစားကျင်တယ်ဆိုရဲလူတွေတော်တော်လေးကိုအဆင်ပြေတယ်ဒီကော့စကားကိုအလွယ်မသုံးဖို့လည်းအဲ့တွင်မှာခဲ့ပါတယ်စတိစကားလည်းသုံးပါနေတယ်နော်အဆင်ပြေတဲ့ဟာကိုဘယ်လိုပဲဆွဲပြီးတော့သုံးတတ်ကြတာပေါ့နော် ဒါလေးကတော့ကျမရဲ့မနက်ခင်းဆိုလို့ရှင် sunshine လေးရဲ့နေ့လယ်ခင်းအခုလိုပူနေတဲ့အချိန်မှာဆိုရင်ရွှေရင်အေးလေးပါရှင်။ကြောင်းကနေပြီးတော့ကြောင်းတူပြီးပြန်လာတော့မမေနဲ့တူတူဘူး။မုန်လိုက်စားတာပေါ့နော်။ဒီဆန်းကရခိုင်စာဆစ်ဆစ်ဖြစ်ပါတယ်။ဒီဆန်းမှာမုံလုံးကြီးကျော်မုံလုံးကြီးပေါ်လေးလည်းရတယ်။ရခိုင်စာဆစ်ဆစ်ဖြစ်တဲ့တော့ကြောင့်မလို့သူကဒီမြုပ်တိချက်တွေပါတယ်လို့ရှင်နေလုံးဝအနှစ်တရာအစာရခိုင်လိုချက်ထားပါပေါ့နော်။ပစုံနေရောဘာရောဆက်နေရပါပဲ။ အချင်းကြတော့လေမကြီးသီးမဲ့ကိုအစိမ်းရော အမဲ့ရောအလိုမျိုးဖြော်ထားပါရဲ့နောက်ပြီးတော့ဒီမှာစီချက်တွေပိုင်းလည်းရရပါတော့နောက်ပြီးတော့ဒီမှာလည်းရွက်တုတ်သင်မောသီးတုတ်နောက်ပြီးတော့ဗဇွန်တုတ်ဂိမွန်တုတ်ဝက်စီဘက်တုတ် အဲ့လိုတုတ်တွေလည်းရရတယ်။မိုးဖက်တုတ်တွေပါလည်းရရပေါ့နော်။ဒီနေ့ကတော့အစ်တို့တို့သွားစတာနောက်ကြဝါဆိုတော့အရွက်တုတ်တွေရောဝက်စီပဲတုတ်တွေရောဘာမှမရခဲ့ဘူး။ဆိုတော့လမ်းကြုံနေဆိုလို့ရှိရင်မာကလီလန်ထိတ်မှာဒီညာဘက်ချမ်းမှာပေါ့နော်။အခုလိုမျိုးလမ်းညမိုးဖက်လေးရတဲ့ဆိုင်လေးရှိပါတယ်။မဆိုးပါဘူးနော်။ဈေးနှုန်းကလည်းအရန်ကိုတန်ပါတယ်အစ်တို့ကအတုတ်တပွဲအတုတ်နှစ်ပွဲအရည်တပွဲငဖယ်၅ခုလောက်စားခဲ့တာကိုအလုံး၅တောင်းနဲ့၄ရလာမသိစားခဲ့ပါတယ်ဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်နောက်ရက်ဒီမှာလည်း အဲ့လိုပဲတော်တော်လှလှစစတောင်းလေးတွေကိုအလွယ်တကူလေးရိုက်ပြီးတော့တင်ဆက်ပေးပါမယ်ရှင်အလွန်ကြီးကြီးမြိုင်းတင်ပါတယ်မန်ကလေးလန်းထိန်ညာဘက်ချမ်းမှာရှိရယ်နော်သူကလေဟိုဆိုင်ကြီးအကြီးနဲ့မဟုတ်ပဲနဲ့ဆိုင်နာမည်လည်းမရှိပါဘူးမျက်စိရှင်းရှင်းလေးထားပြီးတော့ကြည့်မယ်ဆိုလို့ရှင်တော့တွေ့ပါပါအလွန်ကြီးကြီးမြိုင်းတင်ပါတယ်နောက် vlog တွေမှာဆုံတွေ့မယ်ရှင်တတ်တာ